ဒါနာလေးတခုနဲ့ဒီလိုလေးနဲ့ပြီးရောတီလာကလည်းယူတော့ယူတယ်ဘာနာတိပါဒအမဘန္ဒီသူဖင်ချထိုင်ကြတဲ့ဘာမှမလုပ်တဲ့တီလာဟဲ့အလုံးလုံးတဲ့တီလာလားအလုံးမလုံးတဲ့တီလာလားမလုံးတဲ့ပါဗျာသမင်းငါတာဖတ်တယ်မဲ့တီလာဟုတ်နော်ဟင်သမင်းငါတာဖတ်တယ်မဲ့တီလာဟဲ့ဒုတီလာကလည်းဟုတ်နော်ပြီးတယ်ပူသေးလားဟုတ်ပါဘူးဗျာ ဒီလောက်ကလေးနဲ့တူကဘုရားဘာသာဖြစ်ရယူမနာသေးဘူးဒါတို့အားမရလို့ပြောတာဒီလိုလားဒီလိုလူးနေတာလည်းမကျေနပ်လို့ပြောတာဟုတ်နော်ဒါနာတချီလောက်တချီသာကောင်းမှာတခါကောင်းရင်နိဗ္ဗာန်ထိတောင်းဝန်ယူပါတယ်တို့လည်းပြောခဲ့ဘူးလေဟိုပူပါတော့ခါမထီတို့ဘာလို့လဲတီလာလေတချီသာကောင်းမှာငါးများမဟုတ်ဘူး ဟုတ်เนาะအေဂူဘောသလာဘိကူနီမဆိုတာလေဥပုတ်တခါလာစောင့်ဘူးတဲ့အတွက်ဘယ်ဖရားလက်ထက်ကလည်းမသိဘူးတို့ဒီဖရားလက်ထက်ကြတော့ဟိုတို့ဟွာပေါ့ဘာခေါ်မလို့မဟာတာဝိကာမခေါ်မှာပေါ့လေဣရေရေရတဲ့ပုဂ္ဂိုလ်ရိုးရိုးရာနာမှာတောင်းဖို့ပေါ့ဟုတ်เนาะသီလာတဲ့ဂျိန်လာတဲ့သီလာနဲ့တူအောင်လုပ်သားမှာဒါနလည်းဒါနနဲ့တူအောင်ဒီချိန်လာလုံးစားမှာအောင်ပါလေမှန်ပါရဲ့ဟုတ်ဗျာဟုတ်ပါမယ်တို့ဒီလာလို့တဲ့ဒီချိန်လာလာလို့လဲ ို့ကျင့်နေတယ်များခင်ဗျားတို့အမြဲတမ်းကြနေမှာပဲမှန်ပါဗျာဟုတ်နော်ကားထောင်ထားသူနဲ့ပြောရင်ကိုကကားလာထောင်ထားလိုက်ဘယ်ဒရိုင်ဘာတက်မောင်းမောင်းအုံနာကရနေတယ်လို့ခင်ဗျားတို့ထောက်ပါနဲ့ပန်ငါကျင့်နေရင်ဒီပန်ငါကျင့်နေတယ်များပူရနေမှာပဲမှန်ပါဗျာဟုတ်ရာဒါနလေသို့သောဒါနဒါနနဲ့တူလုံပန်းဒါနသွန်လွတ်တာသီလကပေါင်းစည်းတာဒါနကသွန်လွတ်တာ တို့မှာသုံးလို့ထားကလေးထုံးစံတော့သုံးလို့မထင်ပေါ်ဘူးဗျာသုံးလို့ထားလားလဲတာလားဘာလို့ဗျာသုံးလို့ထားပါခင်ဗျာတို့ဘာမှမလို့ခြင်းရပါတော့ဟိုတို့လှူပြီးရင်ဘာမှမတော်ဘူးပေါ့လဲတာပေါ့ဗျာဟောဗျာခဲ့တာဗျာလဲတာဗျာခဲ့သုံးလို့ထားပါခိုးမ မှန်ကိုသွားရလားအပြင်ကောင်းရအောင်စောင်းတော့လေးရမို့ခုလားအဲ့ဒါဟင်ပြတို့လာပြီးသင်သင်ငန်းနဲ့လာလဲဆုံးနဲ့လာလဲတို့ကကြားကသက်သေလေးသူတို့လဲခွေးကြီးမှာဖုတ်တင်နေဟင်နေပါရရပါလို့ဤအဲတို့ကဟိုစာရဲပါတဲ့အတိုင်းပြောလို့ဗျနေပါဒါဘာပြောတာတော့မလို့ချင်တာပြောတာဝါနာဆိုတာ တဏှာဟုပြောတာလိုချင်တာဟုဝါနာလိုတုံးတယ်ငြိယာမရှိတာဟုတ်နော်ဟင်လိုချင်တာမရှိတာလိုချင်တာမရှိရင်ဆွဲမဆွဲလာမှုပေါ့မဆွဲလာဘဝပြမှာမဟုတ်ဘူးလားဒီဝါနာဆိုတာဘာမှမလိုချင်တာပြောတာအဲ့တော့နိဗ္ဗာန်ဆိုတာဘာမှမလိုချင်တာပြောတာအဲ့တော့သူတောင်းခြင်းတော့ဖရာတပည့်တော်ဟောဒီဆုံးလိုချင်းကြောင့်ဘာမှမလိုချင်ရပါလို့ဤ ပြတ်တော့လုံတော့ဘူးလေဒါပါဆိုပြာဟင်ဖုန်းတော့ဟုတ်လို့လားဟုတ်ပါဘူးဆုံးတော့ရင်ဝမှာအလောင်းတော်မှမမြကဒါနပြုတဲ့နေရာရင်ဝမှာဖူးနေတဲ့ဒါကိုဖွဲ့နှုတ်ကြည့်ပစ္စည်းလေးတစ်ခုဆိုင်မော်တို့ရဲ့ပစ္စည်းသူကသုံးနေတဲ့ပစ္စည်းပါကိုကသွားပြီးလူချင်းစိတ်သွားကြည့်တော့မလူချင်းဘူးလားမလူချင်းပါဘူးဟာလူချင်းတာလူချင်းမတို့ကဒါဒါစိတ်ပြေးပြီးဝယ်ခဲ့တာမဟုတ်ဘူးလားမှန်ပါပါ အဲ့တော့သူ့ဆိုင်ပေါ်နေတဲ့ပစ္စည်းဝယ်လူချင်းလို့ဝယ်လာတယ်လက်ထက်ရောက်တာနဲ့ငါးငါးပစ္စည်းငါးပိုင်တယ်ငါငါးပစ္စည်းငါးပိုင်တယ်သာတံပိုးကြီးကြီးတယ်လို့ဒီသုံးခုပါလာကြည့်တဲ့ထင်တယ်ငါဆိုတာပြည့်တတ်တဲ့အတွက်ဆိုင်ပေါ်သူ့ဟာသူနေတဲ့ပစ္စည်းတရားတံပိုးနဲ့ကြိုက်စိတ်နဲ့ဝယ်လာတော့ငါပစ္စည်းဖြစ်လာတာလေပစ္စည်းကတော့ပစ္စည်းပဲမဟုတ်ဘူးလားလူချင်းလို့ငါပစ္စည်းဖြစ်တာဟုတ်ဗျာလူချင်းလို့ငါပစ္စည်းဖြစ်တာ ဟုတ်နော်မှန်ပါဗျာဘေးမလူချင်းကပစ္စည်းမဟုတ်ဘူးတို့ပြောနေကြရှိပါတယ်ပြောနေကြရှိပါတယ်တို့တကားကြီးညာအများဆုံးပြောနေပြောနေပြောထားရှိတာပါတို့အမေကကိုဇနီးကမွေးထားတဲ့သားအဲ့ဒါတို့ပြောတာဝင်ခွဲသားဇနီးကမွေးတာလေကိုဝန်းနဲ့လိုမွေးတာမှမဟုတ်တာဝင်ခွဲသားဝင်ခွဲသားဟောကူအသားနာစားတဲ့အခါ အဲအပါတာကိုအောင်မချက်လို့ရှိရင်သူကသွေးကြမ်းအဲ့ဒီသွေးနဲ့ဒုတ်သွေးနဲ့ရောတဲ့အခါထဲထဲမှာတန်ကောင်တုတ်ကောင်ဖြစ်တာအဲ့ဒါဒုတ်သွေးနဲ့ဒုတ်သွေးနဲ့ပေါင်းမီလို့ဖြစ်တာအဲ့ဒီတန်ကောင်တုတ်ကောင်ကတို့ဝန်းနဲ့လွယ်မွေးတဲ့အတွက်အဲ့ဒါကိုကလာဝန်းလွယ်သားဝန်းလွယ်သားကိုကကဝန်းလွယ်သားဟုတ်ဗျာဟေးအဲ့ဒီ ကိုဝန်းနဲ့လိုငွေထားတဲ့ဟာကအထဲထဲမှာဟိုတန်ချာသေးစားလို့ဖြစ်စေသူမတည့်တာနဲ့တခုနဲ့ဖြစ်စေစားမိလို့အိမ်သာတဲ့မြာအဲ့ဒီအကောင်ပါသွားရင်လိုက်ဖမ်းသေးလားဟုတ်ပါပါဘုရားရေမိုးလေးကိုချိုးပေးသေးလားအဲ့ဒါကိုသားရင်းမဟုတ်ဘူးလားဟုတ်ပါပါဘုရားဘာလို့မချစ်တော့အဲ့ဒါအဲ့ဘာလို့မချစ်တော့ ဆရာပါတော့ကိုဝိုးလွယ်တော့မွေးတာပဲဘာလို့ချစ်အော်ခါခါကိုသွေးတော့မွေးတာဘာလို့မချစ်ဆရာမဟုတ်တာတော့ဗျာဟေးဘယ်တော့တို့ကကြိုက်မှလူချင်တာမကြိုက်မလူချင်ဘူးလေဟေးခုနကကိုသားမို့တာချစ်ရမယ်ဆိုတန်ကောင်တုတ်ကောင်ကကသားရင်းဗျာဘုန်းဝင်မွေးဗျာဟုတ်နော်ဘုန်းဝင်မွေးဟုတ်ဗျာအဲ့တော့တို့ကလူချင် အဲ့တော့ငါဒီစီမှန်သမျှအားလူချင်းလို့ပြောထားတာအဲ့လူချင်းတော့သိမ့်ပိုက်ထားတော့ငါပိုင်ဖြစ်သွားသဘောဟုတ်နော်တဏမာနာဒိဋ္ဌိတဏမာနာဒိဋ္ဌိအဲ့တော့ပစ္စည်းတံပိုးကြီးကြီးတော့စိတ်မချဘူးတော့အဲ့ဒီပစ္စည်းပေါ့တံပိုးကြီးကြီးတော့မြတ်နိုးတာမြတ်နိုးသလောက်လဲဘယ်တော့မှစိတ်မချအောင်ဒီပစ္စည်းတွေတွေ့တယ်တွေ့တယ်စိတ်ထဲမှာနှင့်နေနှင့်နေဖြစ်တာငါငါပစ္စည်းငါပိုင်တဲ့ဆိုဓာတ်သုံးကြောင့်ရင်ဝမှာမြေသာသုံးနေတာ အဲ့တော့ဒါနတစ်ခုပြုတ်လိုက်တယ်ဆိုရင်အဲ့ဒီ BC ပေါ်ငါငါ BC ငါပိုင်းတယ်ဆိုတဲ့အစွဲနစ်နေတာကိုဆွဲနှုတ်ပြလိုက်တာငါ BC မဟုတ်တော့ဘူးစင်ညာတို့ကထည့်လိုက်တယ်မှန်ပါဗျာကိုလက်ကတော့ကို BC ဟုတ်သေးလားမဟုတ်ပါဘူးငါ BC မဟုတ်တော့ဘူးပြောက်လို့ထားဒါနကဆွနှုတ်တာနော်မှန်ပါဗျာဟုတ်ကလားမှန်ပါဗျာဟိလဲရမဟုတ်ဘူးနော်ဆွနှုတ်တာလဲပါဗျာဟုတ်ကလား နောက်ကောလဲဦးမလားမလဲပါဘူးဟင်အဲ့ဒါကိုပါရမီလို့သုံးပါတယ်မှန်ပါဗျာငါငါပြည်စီငါပါနေဆိုတဲ့အဲဆွဲပါသူကလှုပ်ကြည့်ထားပြည်စီကိုသွန်လိုက်အဆွဲပါလှုပ်သည်ဟုတ်နော်မှန်ပါဗျာတို့မှာကောတဲ့ตาလေးအရွယ်ရောက်တမီလေးအရွယ်ရောက်ဟုတ်ဗျာဟင်တမီလေးအရွယ်ရောက်တထားပါလို့အဲ့ဒါလေးသူတို့အကြောင်းပါတော့သူဟိုဘာလို့များတမက်ဖြစ်တဲ့ဘောဗျာ ဘေးအမင်္ဂလာဆောင်တယ်ဆိုတာကြားကောင်းအောင်ပြောတာတမင်းလှူတာတမင်းလူပွဲကျင်းပတာမင်္ဂလာဆုံးကြွေးတယ်ဆိုတာကြားကောင်းအောင်ပြောတာတမင်းလူပွဲကျင်းပတာဟုတ်ရဘေးလူပြီးလို့မင်္ဂလာဆောင်ပြီးတာနဲ့ဟောတရွာလုံးကပြောမှာဟောတာမောင်ဖြူရဲ့မိမလေးလို့ပြောမှာမင်္ဂလာဆောင်ပြီးဟိုပဲဘုသမီးဟုတ်သေးလို့လားဟုတ်ပါဘူးအဲတော့ဟင်ဟုတ်ပြီဆုံးလိုက်ပြီ စိုးရလိုက်တဲ့အတွက်ပဲကိုသမီးမဟုတ်တော့တဲ့အတွက်ဒီရွာလုံးကဟောတာတော့မောင်မောင်ဖြူရဲ့မိမလေးအဲ့လိုပြောမှာတို့ကတော့အဲအဲကိုအေကိုအိမနေဟဲ့မောင်ဖြူရဲ့မိမလေးလို့ခေါ်သလားသမီးလို့ခေါ်သလားသမီးလို့ခေါ်တာပါဆုံးလို့တာဆိုဆုံးလို့ဆောရတာဘာမခေါ်တာဟဲ့ ဟင်ဟုတ်ငါပြုတ်မိမခေါ်တော့ဘယ်သူကတရားစွဲမှာတော့မခေါ်မဖြစ်လို့ဆိုတော့ကဲတော့တော့မအောင်ဟင်ဟင်ဘယ်တော့ဟိုသမီးကလည်းဟိုတို့တမက်ဘောကိုတော်တော်ကိုတောင်းအောင်ကြည်တာဟင်ဘယ်အဲ့တော့ကိုယ်တို့ဒီတမက်ကိုအိမ်မခေါ်တင်ထားရတာဟုတ်ရဟင်တဲသမီးချစ်တော့ကိုယ်ကလည်းချစ်ရဝိုင်းချစ်ရတော့မှာပေါ့ ဖေတော်တဲ့တမက်ကလည်းတော်တော်ဆိုးတာတော်တော်ကြမ်းတာဟဲ့သာတော့လာပြီးကိုရှိကံဟဲကြောက်ဟဲထိုးဟဲကြိတ်ဟဲနဲ့လုံးပဲတယ်လေတော့သူသူကတော့လူကံပုဂ္ဂိုလ်လေးသူလက်ထရတဲ့ပစ္စည်းသူကြိုက်လို့တော့ဟာပဲကဲဘယ်နှလုံးမလို့ကဲတော်ကလေးဝပေးရပါပဲကဲလို့ပြောဟဲ့ होगला <laughs> <laughs>